တနေ့တာကိုငါဘယ်လိုကုံခဲ့သလဲငါကုံတာဟာအရှုံးနဲ့လားအမျက်နဲ့လားဘဝကိုဖြတ်ကျော်နေတာအရှုံးနဲ့ဖြတ်ကျော်သလားအဲ့တော့ဘယ်ဟာကိုအရှုံးဘယ်ဟာကိုအမျက်လို့ခေါ်မလဲလို့ဆိုတဲ့အခါမှာလူဘဝရလာတာဟာကုသိုလ်ကြောင့်ရလာကုသိုလ်ကောင်းမှုနဲ့အချိန်မကုန်ဘဲနဲ့အကုသိုလ်နဲ့အချိန်ကုန်နေဆိုရင် ကုသိုလ်ကြောင့်ရတဲ့ဘဝကိုအလကားအုံပြုဖြစ်လိုက်တဲ့အကုသိုလ်တွေနဲ့ဆိုရင်ဒါအရှုံးပေါ်သွားပြီလို့ဆိုလို့တနည်းရင်ရှုံးတာမဟုတ်ဘူးတသက်တာအလုံးလုံးကြပြီဆိုရင် အကုသိုလ်တွေနဲ့ဆိုရင်ရှုံးနေပြီအရင်ကရှိတာကိုဆိုပါလို့အတိတ်ဘဝကဒါနကောင်းမှုလုပ်လို့ဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဒီဘဝကျတော့မိမိလျော့ရော့ဒါနကောင်းမှုတွေမလုပ်ဘူး ရှိလာတဲ့ပစ္စည်းကိုသုံးလို့ဖြုံးလို့ပျော်လို့ပါလို့နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုံကမျိုးကိုဝိတာခာကြောင့်အမကြီးကခေါ်တဲ့အဟောင်းစားနေတာလို့ခေါ်တယ်အဟောင်းစားနေအစ်စ်မလုပ်ဘူးအဟောင်းစားတယ်လို့ခေါ်တယ်အဲ့ဒီအဟောင်းစားနေတဲ့ပုဂ္ဂိုလ်ကမကြခင်အဟောင်းကကုံသွားကုံသွားလို့ရှိရင်အစ်စ်နဲ့အစာမထိုးနိုင်တဲ့အတွက်ကြောင့်ဆဲဒုက္ခနဲ့ကြုံရတယ် ဒါကြောင့်မို့ကိုးဘွားကိုအကုသူတွေကများနေသလားသို့မဟုတ်ကုသူတွေကများနေသလားတနေ့တာအချိန်စရာနဲ့ကြည့်ပြီးတော့အကုသူတွေကများပြီဆိုရင်ဒီဘွားရှုံးပြီတာမှတ်ပြီကုသူတွေကများပြီဆိုမှအမျက်ထွက်လိမ့်မယ်အေးကုသူတစ်ပိုင်းအကုသူတစ်ပိုင်းဆိုရင်တော့ဒီပြောရမယ်ဆိုရင်ကုသူကြောင့်ရတဲ့ဘွားမှာအကုသူပါနေတယ်ဆိုလို့ရှိရင် အမျက်မရှိပဲနဲ့လုံလုံနေရတယ်လို့အထိပဲရောက်ပြန်တယ်။ဒါကြောင့်မို့ကုသမြန်မြန်ရမှဘဝဟာအမျက်ထွက်နိုင်တယ်ပေါ့။မြတ်စွာဘုရားကဒါကိုတွက်ခိုင်းတယ်။တဏိတာကိုငါဘယ်လိုကုံခဲ့တယ်လဲ။ငါကုံတာဟာအရှုံးနဲ့လားအမျက်နဲ့လား။ ဘဝကိုဖြတ်ကျော်နေတာအရှုံးနဲ့ဖြတ်ကျော်သလားအဲ့တော့ဘယ်ဟာကိုအရှုံးဘယ်ဟာကိုအမျက်တို့ခေါမလဲလို့ဆိုတဲ့အခါမှာလူဘဝရလာတာဟာကုသိုလ်ကြောင့်ရလာကုသိုလ်ကောင်းမှုနဲ့အချိန်မကုန်ဘဲနဲ့အကုသိုလ်နဲ့အချိန်ကုန်နေဆိုရင်ကုသိုလ်ကြောင့်ရတဲ့ဘဝကိုအလကားသုံးပြုဖြစ်လိုက်တဲ့အကုသိုလ်တွေနဲ့ဆိုရင်ဒါအရှုံးပေါ်သွားပြီလို့ဆိုလို့တနေ့ရင်ရှုံးတာမဟုတ်ဘူး တသက်တာအလုံးလုံးကြပြီဆိုရင် အကုသိုလ်တွေနေပြီဆိုရင်ရှုံးနေပြီအရင်ကရှိတာကိုဆိုပါတော့အတိတ်ဘဝကဒါနကောင်းမှုလုပ်လို့ဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဒီဘဝကြတော့မိမိလျော့လျော့ဒါနကောင်းမှုတွေမလုပ်ဘူးရှိလာတဲ့ပစ္စည်းကို သုံးလို့ဖြုံးလို့ပျော်လို့ပါလို့နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုံကမျိုးကိုဝိတာခါကြောင်းအမကြီးကခေါ်တဲ့ အဟောင်းစားနေတာလို့ခေါ်တယ်အဟောင်းစားနေအသည့်မလုပ်ဘူးအဟောင်းစားတယ်လို့ခေါ်တယ်အဲ့ဒီအဟောင်းစားနေတဲ့ပုဂ္ဂိုလ်ကမကြခင်အဟောင်းကကုံသွားမှာကုံသွားလို့ရှိရင်အသည့်နဲ့အစာမထိုးနိုင်သေးတဲ့အတွက်ကြောင့်ဆဲဒုက္ခနဲ့ကြုံရတယ်ပေါ့ဒါကြောင့်မို့ကိုယ်ဘွားကိုအကုသူတွေကများနေသလားသို့မဟုတ်ကုသူတွေကများနေသလားတနေ့တာအချိန်စရာနဲ့ကြည့်ပြီးတော့ အကုသိုလ်တွေက များပြီဆိုရင်ဒီဘဝရှုံးပြီတာမှတ်ပြီကုသိုလ်တွေကများပြီဆိုမှ အမြတ်ထွက်လိမ့်မယ်အေးကုသိုလ်တစ်ပိုင်းအကုသိုလ်တစ်ပိုင်းဆိုရင်တော့ဒီပြောရမယ်ဆိုရင် ကုသိုလ်ကြောင့်ရတဲ့ဘဝမှာအကုသိုလ်ပါနေတယ်ဆိုလို့ရှိရင်လည်းအမြတ်မရှိဘဲနဲ့လုံလုံနေရတယ်လို့အထိပ္ပယ်ရောက်ပြန်တယ်ဒါကြောင့်မို့ကုသိုလ်များများရမှဘဝဟာအမြတ်ထွက်နိုင်တယ်ပေါ့ မြတ်စွာဘုရားကဒါကိုတက်ခိုင်းတယ